မင်္ဂလာပါရှင်စပါရီယံနျူးစန်အိုက်တီမြန်မာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ trend ညလိုက်တဲ့ American နိုင်ငံဝင်ခွင့်ပိတ်ပင်လိုက်တဲ့စနနိုင်ငံစီးရင်မှာဘာလို့ပါဝင်နေကြတာလဲ။ဟိုတူနေက American သမ္မတ Donald Trump ထုတ်ပြန်လိုက်တဲ့ American နိုင်ငံဝင်ခွင့်ပိတ်ပင်ချက်ဟာဒီကအဖြစ်အာဖရိကနဲ့အရှေ့လယ်ပိုင်းနိုင်ငံတွေကိုရည်ရွယ်ထားတာပါ။တနင်္လာနေ့မှာစတင်အကျိုးသက်ရောက်မဲ့အပြည့်အဝပိတ်ပင်ခံရတဲ့နိုင်ငံ12နိုင်ငံရှိပါတယ်။ ။ဇန်နေ့ခုနှစ်နိုင်ငံကတော့တစိတပိုင်းကန့်သက်ချက်တွေနဲ့ရင်ဆိုင်ရမှာပါ။ထိုင်ငါတာကို အမျိုးသားလုံခြုံရေးကိစ္စဖြစ်ပုံဖော်ခဲ့ပါရယ်။သူကမကြသေးမီကကိုလိုရာဒိုပြည်နယ်ကဇူဘာသာဝင်တွေပေါ်တိုက်ခိုက်မှုတစ်ခုကိုကူကာခဲ့ပြီးအဲ့တိုက်ခိုက်မှုကိုအီဂျန်နိုင်ငံသားသူကလုံဆောင်ခဲ့တယ်လို့ဆွဆဲခဲ့ပါရယ်။အီဂျန်နိုင်ငံကိုယ်တိုင်ကတော့ပြည်ပင်ထားတဲ့စီရင်ထဲမှာမပါပါဘူး။ အချမ်းဖော်ပြထားတဲ့အကြောင်းရင်းတွေထဲမှာအိမ်နိုင်ငံတွေကလူတွေ American Visa စီကံတွေကိုချိုးဖောက်တယ်လို့ဆွဆဲချက်တွေလည်းပါဝင်ပါတယ်။ဒီမှာတော့သမရရင်အကြောင်းပြချက်အချို့ကိုပုံမသိနိုင်အောင်ကြည်ကြရအောင်ပါ။အာဖဂန်နစ္စတန်နိုင်ငံထရလမတ်ထိုးထားတဲ့သမရကြီးညာချက်ထဲမှာအာဖဂန်နစ္စတန်ဘောဆွဆဲချက်မျိုးစုံပါဝင်ပါတယ်။အေဆိုင်ဆိုင်ရင်ထဲမှာတိုင်းမျိုးကိုထိန်ချုပ်ထားတဲ့ဒါလီမန်အဖွဲ့ဟာ SGT အဖွဲ့ဖြစ်တယ်လို့ဖော်ပြထားပါတယ်။ ဒီလိုလိုဆောင်မှုကထရန်ဆူရာကအမေရိကန်မှာနေထိုင်နေတဲ့အာဖဂန်လူမျိုးတွေအတွက်ယာယီကာကွယ်ပေးထားတဲ့အခြေအနေ TPS ကိုအဆုံးသတ်မယ်လို့ကြေညာခဲ့ပြီးအာဖဂန်နစ္စတန်ရဲ့အခြေအနေထိုးတက်လာပြီလို့ယူဆရကြောင်းအရေးအောင်ပြသပြီးရသက်တပတ်အနေငယ်ချာမှထပ်ပေါ်လာတာပါထိုင်းကအာဖဂန်နစ္စတန်မှာ passport ဒါမှမဟုတ်အရေးပဲဆိုင်ဆိုင်နဲ့နေထုတ်ပေးဖို့အတွက်ရည်ချင်းပြွားတဲ့ဒါမှမဟုတ်ပူပေါင်းဆောင်ရွက်တဲ့ဘူအာနာပိုင်အဖွဲ့မရှိဘူးလို့လည်းဆွဆွဲထားပါတယ် ထိုင်ငံစီရင်ထဲကအခြားနိုင်ငံတွေလိုပဲအာဖဂန်နိုင်ငံသားတွေဗီဇာသက်တမ်းကျော်လွန်နေထိုင်မှုပြဿနာကိုလည်းဖော်ပြထားပါတယ်။အီရန်နိုင်ငံထိုင်ငံကြီးညာချက်ကအီရန်ကိုအကြမ်းဖက်ဝါဒကို ထောက်ပံ့တဲ့နိုင်ငံဖြစ်ဖော်ပြထားပါတယ်။ဒီဆွဆဲချက်ဟာအရင်ကတည်းကပေးချတဲ့ဆွဆဲချက်ပါ။အမေရိကန်ကအီရန်ရဲ့မြို့တော်တီဟီရန်ကိုဟာမတ်စ်နဲ့ဟစ်ဇဘိုလာဒေသတွေမှာလှောက်ဆောင်နေတဲ့ကုစရေးဖွဲ့တွေကိုထောက်ပံ့နေလို့ဆွဆဲပြီးအရင်ကလည်းပြစ်တင်ရှုံချခဲ့ပါတယ်။ ထရရဲ့ကြညာချက်အတင်မှာတော့အီရန်နိုင်ငံဟာကမ္ဘာတဝဲမှာရေးပါတဲ့အကြံဖက်ဝါဒရဲ့အရင်မြစ်ဖြစ်တဲ့လုံခြုံရေးဆိုင်ရာအနေအထားမှာအမေရိကန်နဲ့ပူးပေါင်းဆောင်ရွက်မှုမရှိဘူး။ပြီးတော့သူတို့ရဲ့နိုင်ငံသားတွေကိုပြန်လည်လက်ခံဖို့တမိုင်းဆောင်ရပြက်ကွက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒီလိုလိုဆောင်မှုကအီရန်ရဲ့နျူကလ িয়ার လက်နက်တီးဆောင်နိုင်စနစ်နဲ့ပတ်သက်ပြီးသဘောတူညီချက်အသစ်ဖန်တီးဖို့အတွက်နှစ်ဖက်ကြားတတမန်ရေးရညင်ပွားမှုတွေကြောင့်ထပ်ပေါ်လာတာပါ။ဆိုမာလီယာနိုင်ငံနဲ့လီဗျာနိုင်ငံ ဆိုမာလီယာနဲ့ပတ်သက်ပြီးအလားတူအကြောင်းရင်းတွေပေးထားပါတယ်။အရှေ့အာဖရိကနိုင်ငံကိုထရန့်ကအကြံဖက်သမားရဲ့ခလိုယာနီယာဖြစ်တစေတက်ထားပါတယ်။အီရန်လိုပဲအမေရိကန်ကနေနင်ထုတ်ခင်ရတဲ့သူတို့နိုင်ငံသားတွေကိုပြန်လည်လက်ခံဖို့ပြက်ကွက်တယ်လို့လည်းစွပ်စွဲခံထားရပါတယ်။ဒါပေမဲ့ထရန့်ကထပ်ပြီးပြောထားတာကဆိုမာလီယာဟောင်းသူအစိုးရကသူပိုင်နယ်နယ်မြေကိုအမိန်ပေးထိန်ဆောင်နိုင်ဆဲမရှိတဲ့အတိုင်းအတာတစ်ခုအထိအခြားနိုင်ငံတွေနဲ့မတူပဲထူခြားနေပြီးဒါကကဏ္ဍမျိုးမျိုးမှာသူ့ရဲ့အမျိုးသားဆိုင်ရာတွေနဲ့ ထိရောက်မှုကိုအကြီးအကျယ်ကန့်သက်ထားတယ်လို့ပါဆိုမာလီယာရဲ့နိုင်ငံတကာခြေဆိုင်ဆိုရဟုံးဟာနနက်ခိုင်အစလမတ်တွေအစီကနေအရေးကြီးတဲ့စိန်ခေါ်မှုကိုရင်ဆိုင်နေရပါတယ်ထံကထုတ်ဖော်ခဲ့တဲ့ဆိုရမှုတွေကိုဆွေးနွေးပွဲတွေကနေကြိုက်တွေ့ဖြေရှင်းမယ်လို့ကတိပြုထားပါတယ်မြောက်အာဖရိကကလီဘီယာကိုတော့တမိုင်းချောင်းရအကြံဖက်သမားတွေရှိနေမှုကြောင့်ကူကာထားပြီးတာဂိုအမေရိကန်တွေအတွက်လုံခြုံရေးချင်းချမှုအဖြစ်ပုံပေါ်ထားပါတယ်လေပြားနဲ့ဆိုမာလီယာတို့ဟာထွက်ရစီရင်ထဲမှာပါဝင်တဲ့နိုင်ငံတွေထဲကော passport ထုတ်ပေးရမှာအရေးချင်းမပြေပါဘူးလို့ယူဆခံရတဲ့အတွက်ဝေဖန်ခံထားရတဲ့နိုင်ငံတွေထဲမှာလည်းပါဝင်ပါတယ်။ Haiti နိုင်ငံ Exile စာရမ်းမှာဖိုင်နီအစိုးရလက်ထက်မှာတရားမဝင် Haiti နိုင်ငံသားယာနန်ချီရဲ့လူပေါင်းများစွာ American ပြည်အောင်စုကိုဝင်ရောက်လာခဲ့တယ်လို့ဖော်ပြထားပါတယ်။ထိုင်ကဒါကနေဖြစ်ပေါ်လာတဲ့အနေအမျိုးမျိုးကိုထောက်ပြခဲ့ပါတယ်။ဥပမာရအစွေကိုင်းကွန်ရက်တွေဖန်တီးလာတာနဲ့ visa တက်တန်းကျော်လွန်နေထိုင်မှုနှုန်းမြင့်မာလာတာတွေပေါ့။ ်အမေရိကန်သံတမန်စီရင်ဘူရိုရဲ့အချက်အလက်တွေအရ2024ခုနှစ်ဖေဖော်ဝါရီလမှာဟေတီလူမျိုး75,000ကျော်အမေရိကန်မှာနေထိုင်နေကြရလို့ဆိုပေမယ့်အဲဒီရှေ့ပြောင်းနေထိုင်သူတွေဘယ်အချိန်ရောက်ရှိလာတယ်ဆိုတာကိုတော့အသေးစိတ်ဖော်ပြထားခြင်းမရှိပါဘူးအများပြားဟာ2030ခုနှစ်ကဖြစ်ပွားခဲ့တဲ့ပြင်းထန်တဲ့ငလျင်လုခတ်မှုအပြီးမှာဒါမှမဟုတ်ကာရေဘီယံနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ကန်အကြမ်းဖက်မှုတွေကနေထွက်ပြေးပြီးရောက်ရှိလာကြတာပါ ်အမေရိကန်သမ္မတကဟေတီမှာဥပဒေစိုးမိုးရေးပါဝင်ကိစ္စရပ်တွေအတွက်ဘုံအာဏာပိုင်ဖွဲ့မရှိရကိုလည်းထောက်ပြခဲ့ပါတယ်။ချန်နိုင်ငံ၊ကွန်ဂို၊ဘရာဇီဗီနိုင်ငံ၊အီကွေတိုရီယယ်၊ဂီနီနိုင်ငံဒီနိုင်ငံတွေကိုထရန်ကဗီဇာသက်တမ်းကျော်လွန်နေထိုင်မှုနှုန်းအတော်လေးမြင့်မာတယ်လို့သာစွပ်စွဲထားတာပါ။ကြည်ရင်လုံချင်းဌာန DHS က overstay ကိုခွင့်ပြုထားတဲ့ကာလထက်ကျော်လွန်ပြီးအမေရိကန်မှာနေထိုင်သူဖြစ်သမှတ်ထားပြီးတက်တန်းတုတ်ခဲ့တဲ့ဆွေအထောက်အထားမရှိပါဘူး။ ်ရေဒ်ကတော့တက်တန်းကျော်လွန်နေထိုင်သူတွေရဲ့အချို့ကိုပေါ်ပြထားပါတယ်အလေအာဖရိကနိုင်ငံချက်ကိုအမေရိကန်ပြည်ထောင်စုရဲ့လူဝင်မှုကြီးကြပ်ဥပဒေတွေကိုထင်ထင်ရှားရှားပြည်လူရှုမှုပြသမှုအတွက်တီချောက်ဖော်ပြထားပါရည်။2023ခုနှစ်မှာစီးပွားရေးသို့မဟုတ်ကိတော့ဗီဇာနဲ့ချက်နိုင်ငံသားတွေရဲ့တက်တန်းကျော်လွန်နေထိုင်မှုနှုန်း49.5%ကိုရှိရလို့ DHS အစီရင်ခံစာကိုကူကပြီးအဲ့ဒီစာရစာထဲမှာဖော်ပြထားပါရည်။ကွန်ဂိုရာဇဝီနဲ့အီကွေတိုရီယယ်ဂီနီရောမှာ နှုန်းထားတွေကတော့29.63ဟိုင်းနှုန်းနဲ့27.6ရှီယာခိုင်နှုန်းအတီးတီးရှိပါတယ်။ဒါပေမဲ့ဒီနှုန်းထားတွေကတော့ကန့်သက်ချက်ပိုနေတဲ့လာအိုထက်ကတော့နည်းပါပါတယ်။မြန်မာနိုင်ငံမြန်မာနိုင်ငံထရရင်ကြီးညာချက်မှာဘာမှလို့ဖော်ပြထားတာကိုလည်းဗီဇာသက်တမ်းကျော်လွန်နေထိုင်မှုနှုန်းမြန်မာတယ်လို့စစ်ဆေးထားပါတယ်။စီရင်ထက်ကအခြားနိုင်ငံတွေအီရန်အပါအဝင်မြန်မာနိုင်ငံကလည်း မေရိကန်နိုင်ငံကနင်ထုတ်ခင်ရတဲ့မြန်မာနိုင်ငံသားတွေကိုပြန်လည်လက်ခံဖို့အမေရိကန်နဲ့ပူးပေါင်းဆောင်ရွက်မှုမရှိဘူးလို့ထပ်မံဆွဆဲခံထားရပါတယ်။ Eritrea, Sudan နဲ့ Yemen ဒီနိုင်ငံတွေတကူစီအတွက်ကထိုင်ကပထမဆုံးဆွဆဲချက်ကတော့ passport နဲ့အရက်ဘတ်စာရစာတမ်းတွေထုတ်ပေးရမှာသူတို့ရဲ့အရေးချင်းတွေကမိခွန်းထုတ်เสียရှိနေရင်ဆိုရပါမယ်။ Eritrea နဲ့ Sudan တို့ကို visa သက်တမ်းကျော်လွန်နေထိုင်မှုနှုန်းအတော်လေးမြင့်မာတယ်လို့ထပ်မံဆွဆဲထားပါတယ်။ အီရီထရီးယားကိုသူနိုင်ငံသားတွေရဲ့ရာဇဝမှုမှတ်တမ်းတွေကိုအမေရိကန်ကိုပေးဖို့ပြက်ကွက်တာနဲ့နှင်ထုတ်ခင်ရတဲ့နိုင်ငံသားတွေကိုလက်ခံဖို့ညှင်းဆန္ဒတွေအတွက်လည်းအပြစ်တင်ထားပါတယ်။ဆိုမာလီယာလိုပဲယီမင်ကိုလည်းသူ့ပိုင်နယ်နေမျိုးကိုထိန်းချုပ်နိုင်စွမ်းမရှိဘူးလို့စွပ်စဲထားပါတယ်။ထိုင်ရင်ကျညာချက်မှာအိန္ဒိယကအမေရိကန်စီရေလှူရှာမှုတွေလှုပ်ဆောင်တဲ့နေရာဖြစ်တယ်လို့ဖော်ပြထားပါတယ်။အမေရိကန်ကဆက်လက်ဖြစ်ပွားနေတဲ့ပြည်ရင်းစစ်အတွင်းနိုင်ငံရဲ့မြောက်ပိုင်းနဲ့အနောက်မြောက်ပိုင်း အများစုကိုတင်ပိုက်ထားတဲ့ဟူသီတွေကို တိုက်ခိုက်နေရပါတစိတ်တပိုင်းကန်တဲ့ချက်များဂျန်နဲ့ခုနနိုင်ငံကလူတွေကတော့တစိတ်တပိုင်းကန်တဲ့ချက်တွေနဲ့အင်ဆိုင်ရမှာပါဖီနီဆဲလာကိုပတ်စပို့နဲ့အလားတူဆိုင်စာတမ်းတွေထုတ်ပေးဖို့အတွက်အရေးချင်းဖြစ်ွားတဲ့ဒါမှမဟုတ်ပူပေါင်းဆောင်ရွက်တဲ့ဘူအာနာပိုင်ဖွဲ့မရှိဘူးလို့စွပ်စွဲထားပါတယ်ဖီဆာသက်တမ်းကျော်လွန်နေထိုင်မှုစွပ်စွဲချက်တွေနဲ့နှင်ထုတ်ခင်ရသူတွေကိုလက်ခံမှုညှဉ်းဆဲမှုတွေလည်းထပ်မံဖော်ပြထားပါတယ်ထုံပြန်တဲ့အနေနဲ့ ဒေတာအမေရိကနိုင်ငံကထန်ဆူရကိုသူတို့ကိုသူတို့ကဘာကြီးရဲ့ပိုင်ရှင်လို့ထင်တဲ့အစိုးရတွေလို့ဖော်ပြခဲ့ပါတယ်။ဇူဘာကိုလည်းဂျမဝါရာကိုထောက်ပံ့တဲ့နိုင်ငံဖြစ်တစိတက်ထားပြီးဒါက2021ခုနှစ်မှာအမေရိကန်ကသတ်မှတ်ခဲ့တဲ့အရာဖြစ်ပြီးဟာဗာနာကပြစ်တင်ရှုံချခဲ့ပါတယ်။နှင်ထုတ်ခံရသူတွေကိုလက်ခံမှုညင်ဆန်နေဆိုတဲ့စစ်ဆေးချက်နဲ့ဗီဇာသက်တမ်းကျော်လွန်မှုတွေကိုလည်းဖော်ပြထားပါတယ်။ဗီဇာသက်တမ်းကျော်လွန်နေထိုင်မှုတွေကဘူရွန်ဒီ၊လာအို စီရီယာလီယွန်တိုဂိုနေတက်မင်းနစ်စတန်တို့မှာအဓိကပြဿနာဖြစ်ပြန်လည်တင်ပြထားပါရယ်ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးမှုအစီအစဉ်ကတော့ဒီလောက်နဲ့ပဲဆုံးသပြစီနားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအလုံးကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါစေရှင်